င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမှာရှင်ရုံးမပန်ဩဂရဦးသိန်းဝေ CEO ဥပမောင်ဆိုင်အပါဝင်ဒိုက်တာ6ဦးကိုငွေကြေးခွာချမှုနဲ့ဖမ်းဆီးစစ်ဆေးနေပြီးရုံးမပန်အပိတ်ခံရပွဲအခြေအနေကြုံလာနိုင်ပါတယ်နောက်ချိုသိမ့်ပိုက်ပြီးတဲ့နောက်မှာတရန်မြို့ကစစ်ကောင်စီတပ်စခန်းအချို့ကို DNL ကစတင် ထိုးစစ်ဆင်တဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမှာရှင် မဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကရုံးမပန်ဥက္ကရာဦးသိန်းဝေ CEO ဥပမောင်စိန်အပါအဝင်ဒိုက်တာကိုကိုငွေကြေးခွာချမှုနဲ့ဆစ်ဆင်းနေပြီးရုံးမပန်ပိတ်သိမ်းဖျက်သိမ်းခံရတဲ့အခြေအနေထိကြုံလာနိုင်တယ်လို့နေပြီးတော့စစ်ဘက်သတင်းမြစ်ကပြောပြပါတယ်ဇွန်လ7ရက်ကနေစတင်ပြီးရုံးမပန်ဥက္ကရာဦးသိန်းဝေ CEO ဥပမောင်စိန်အပါအဝင်ဒိုက်တာကိုကိုစစ်ကောင်စီကဖမ်းဆီးဆစ်ဆင်းခဲ့တာလည်းဖြစ်ပါတယ်ဆစ်ဆေးရမှာဘန်ရဲ့ငွေလုံးငွေရင်းထက်ပုံမိုးတဲ့ငွေကြေးတွေပါဝင်နေတာကြောင့် အခုလိုစစ်ဆင်းနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ဘိုးမောင်ကချက်ပတ်ထားတဲ့စီမီစီကန်းတွေကိုမလိုက်နာတာခွင့်ပြုချက်မယူဘဲလောက်ခွင့်မရှိတဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေမှာပါရင်းနှီးမြှုပ်နှံတာအပါအဝင်ငွေမဲကိုငွေဖြူလျှော်တာလောက်ဆောင်ပွဲရှိတယ်လို့ဆိုပြီးအခုလိုဖန်စီစစ်ဆင်းနေတာဖြစ်တယ်လို့လည်းနေပြည်တော်စစ်ဘက်သတင်းမြစ်ကပြပြပါရတယ်။အဲ့ဒီဖြစ်စဉ်မျိုး2003ခုနှစ်ကလည်း Mayflower ဘဏ်နဲ့အာရှဒနာဘဏ်တို့ကိုစစ်ဆင်းအရေးဝင်မှုမျိုးတွေဖြစ်ခဲ့ပူပြီးအမှန်တကယ်အရေးဝင်ဆိုရင်တော့ ရုံးမပန်းကိုပိတ်သိမ်းတဲ့အထိရေးဥနိုင်တယ်လို့နေပြီးတော့စစ်ဘက်သတင်းမြစ်ကပြပြပါရတယ်။လက်ရှိသိရှိထားတဲ့သတင်းတွေအရ ရုံးမပန်ဩဂရဥသိမ်းဝေကိုစစ်တပ်ကစစ်ဆေးစဉ်မှာအတာတကြီးအစစ်စစ်မခံတဲ့အတွက်ကြောင့်ရိုက်နယ်ညှဉ်းပန်းမှုတွေရှိခဲ့ပြီးစေဝါကုသမှုခံယူနေရတယ်လို့လည်းသိရှိရပါတယ်။ကြာရှိနေတဲ့ဒိုင်တာတွေလည်းဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်တယ်လို့လည်းသိရပါတယ်။ရုံးမပန်ဘက်ကတော့ခေတ်သစ်မီဒီယာမှာဖော်ပြထားတဲ့ဒီသတင်းနဲ့ပတ်သက်ပြီးမဟုတ်မမှန်ဘူးလို့ထုတ်ပြန်ထားပြီးခေတ်သစ်မီဒီယာကိုတီဆဲဥရီနဲ့ညီတရားဆွဆိုကဥရီကြောင့်ရဆောင်ရွက်သွားမယ်လို့လည်းမနေ့ကညသကောင်းရန်ချိန်မှာသတင်းထုတ်ပြန်ကြေညာထားပါရရှင်။ ီတစ်ခါမှာတော့မြမအကြမ်းဖက်စစ်ကောင်စီထံကိုလင်းစည်းရောင်းချနေမှုတွေမှာပါဝင်ပတ်သက်နေတဲ့လူပုတ်ကိုအဖွဲ့အစည်းတွေကိုဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့အတွက် Justice for Myanmar နဲ့ The Century ဖွဲ့တို့ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။မြမနိုင်ငံကိုလင်းစည်းရောင်းချနေမှုတွေမှာအဓိကပါဝင်နေတဲ့တရုတ်အလန်တင်သင်္ဘော၊ဗီယက်နမ်တိုလောင်စစ်ကမ်းအပါဝင်အခြားလူပုတ်ကိုနဲ့အဖွဲ့အစည်းတွေကိုဒဏ်ခတ်ပိတ်ဆို့ဖို့တဲ့ American ပြည်ထောင်စုကိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ American ပြည်ထောင်စုအနေနဲ့အရက်ဖွဲ့အဖွဲ့အစည်းတွေစီ ကနေရရှိထားတဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေကိုအခြေပြုအသုံးချဖို့အတွက်လိုအပ်နေတာဖြစ်ပြီးပြဋ္ဌာန်းထားပြီးဖြစ်တဲ့ခိုင်မာအားကောင်းတဲ့စီမံကြီးကြပ်မှုဆိုင်ရာနည်းလမ်းတွေကိုလက်တွေ့အသုံးချဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းထားပါတယ်ရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တစ်ခုလုံးကိုအပြစ်သက်သိမ်းပိုက်ရရှိသွားပြီးတဲ့နောက်မှာတရံမြို့နယ်ကစစ်ကောင်စီတပ်စခန်းချို့ကို စတင် ထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်လို့တောင်းတက်မတော် TNL ကသတင်းထုတ်ပြန်လိုက်ပါတယ်။တောင်းတက်မတော်နဲ့မန္တလေး PD ရဲ့ပူးပေါင်းတပ်ဖွဲ့တို့ဟာ နောင်ချိုမြို့ကစစ်ကောင်စီရဲ့လက်ကျန်ဒုံးတက်ရင်66ကိုဂျွဲလ10နဲ့မွန်လ3နိုင်မှာအပြစ်သက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်တရမ်းမြို့နယ်နားဆောင်ကျွဲရမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီရဲ့မန်ကတ်စကန်နဲ့မန်ပတ်စကန်တို့ကိုတိုက်ခတ်ခဲ့လို့လည်းတရားနယ်လေကသတင်းထုတ်ပြန်ထားပါဗျ။ဒါအပြင်နောင်ချိုမြို့နယ်တဲခေါ်ရွာအနီးတစ်ဝိုက်မှာလည်းမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့လို့လည်းဆိုထားပါဗျ။လားတို့မုံမိတ်မြို့နယ်ရွှေတောင်ဦးဖျားအနီးတစ်ဝိုက်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့စာကာခါ21 ခလာရ223နဲ့တောင်းတက်မတော် DNL PL MOD PDF ပူပေါင်းတက်ဖွဲ့လို့တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားနေတဲ့မုံမိတ်မြို့မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့ထောက်ပို့ရင်းနဲ့လက်နက်ခရမ်းတွေကို6ကျင်းပစ်ချခဲ့ပြီးဝိုင်းတွဲတဲ့ဘုံ်16လုံးမုံမိတ်မြို့နယ်အတွင်းပစ်ခတ်တိုက်ခတ်ခဲ့သလိုနောက်ချိုမြို့နယ်အတွင်းကိုလည်းအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲနဲ့နှစ်ကျင်းလေးချောင်းတိုက်ခတ်မှုပြုလုပ်ခဲ့လို့လည်းသိရပါတယ်ရှင်။ စကိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းစနင်းကြီးမြို့နယ်မှာချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့်ကျေးရွာ၁၁ရွာရင်းနှီးမြို့နေပြီး တောင်းနဲ့ချီတဲ့ပြည်သူတွေဟာရေတန့်ဓာတ်ဆန်းနဲ့စားတောက်ကုန်တွေလိုအပ်နေလို့ဒေသနေပြည်သူတွေကပြောပြပါဗျ။ဂျွိုင်းလာ10နေ့ကနေစတင်ကချင်းတွင်းမြေရာမြင့်တက်လာခဲ့ပြီးစနင်းကြီးမြို့နယ်ကညောင်ပင်ကြီးကရုကုန်၊ပလောင်ရွှေလေ၊တုံ၊လက်ပတောင်၊စားထုံးလက်ပံကျော်နေတော်ရုံးပင်ရိုးတတော်ကြီးစတဲ့ကျေးရွာတွေအတွင်းကိုမြေရေဝင်ရောက်လာတာလည်းဖြစ်ပါတယ်။အဲဒီရေနှမြုပ်နေတဲ့ကျေးရွာထဲမှာစစ်ရှောင်ရွာ6ရွာခန့်ပတ်ဝန်းကျင်ပြီးလက်ရှိအချိန်မှာတော့အဲဒီရွာတွေကပြည်သူတွေကိုလည်းဘေ င်းလို့ရာကိုရှေ့ပြောင်းနေရတယ်လို့သိရပါတယ်ရှင်။တက်ဆက်ထဲမှာပဲသခိုင်းတိုင်းကောလီမြို့နယ်ကကာလရက်ရှည်စစ်ဆောင်နေရတဲ့ပြည်သူတွေဟာစောက်ဝတ်နေရင်အခက်အခဲများစွာကိုကြုံတွေ့နေရပြီး စားနဲ့ရိတ်ခါတွေအရေးပေါ်လိုအပ်နေတယ်လို့ကောလင်းမျိုးနဲ့ပြည်သူ့မှပြည်သူတို့အဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်လက်ရှိအချိန်မှာကုန်စည်နှုန်းကြီးမြင့်မှုကြောင့်အစားအသောက်တွေဝယ်စားဖို့အတွက်အခက်အခဲတွေကြုံတွေ့နေရတဲ့အတွက်ဘူးဝုံကောက်ရောင်းစားတာချင်းတောင်းတွေရက်ပြီးငွေရှာတာတွေကိုလုတ်ကင်နေရပြီးစားဖို့နေရဖြည့်ရှင်းနေရသူတို့စားလို့ရတဲ့ဟင်းသီးရွက်တွေကိုခူးယူချက်ပြုတ်ကစားဖို့နေရဖြည့်ရှင်းနေရသူတွေရဲ့ရှိနေရလို့စစ်ရှောင်ပြည်သူတွေစီကနေသိရပါရယ်ဒါအပြင်စစ်ရှောင်အများစုဟာတောထဲမှာဖြစ်တယ်လို့ နေထိုင်နေရပြီးမြို့ရဲကိုပြန်ဝင်ကနေထိုင်ဖို့အတွက်လည်းကြံ့ရုံနေသေးတယ်လို့စစ်ဆောင်ပြည်သူတွေစီကသိရပါဗျ။ကောလင်းမြို့နယ်အတွင်းစစ်ဘေးတင်းရှောင်နေရတဲ့ပြည်သူတွေဟာတောင်းနဲ့ချီရှိနေတာဖြစ်ပြီးအဲ့ဒီထဲမှာကိုဝန်ဆောင်တွေမတန်ဆန်းပြည်သူတွေနဲ့ကလေးငယ်တွေလည်းပါဝင်နေရလို့ကောလင်းမြို့နယ်ပြည်သူ့မှပြည်သူတို့အဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့တဲ့ဘုတ်ကတော့မကွေးတိုင်းပေါ့မြုံနယ်တောင်ပိုင်းကတန်ဃာရိုရီဟာအကျံဖယ်စစ်ကောင်စီကိုပတ္တနိကုဇနာကန်ဆောင်တပိတ်မှောက်လိုက်ကြပြီးပြည်သူတွေနဲ့အတူခြိတက်ဆန္ဒပြခဲ့လို့သိရပါဗျ။မနေ့ကဂျွန်လ10ရက်နေ့မှာပေါ့မြုံနယ်တောင်ပိုင်းကတန်ဃာရိုရီဥဆောင်ပြီးအကျံဖယ်စစ်ကောင်စီကိုပတ္တနိကုဇနာကန်ဆောင်တပိတ်မှောက်ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီနောက်တန်ဃာရိုရီဥဆောင်ကပြည်သူတွေနဲ့ပြည်သူ့ကာကွယ်အဖွဲ့တွေဝန်းရံမှုနဲ့ခြိတက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါဗျ။ အကြမ်းဖက်စစ်ကောင်စီကိုပတ်တာဤကုစနာကန်ဆောင်တပိတ်ဆောင်မှုပြုလုပ်ကြရမှာဇွန်လ23ရက်နေ့ကချောင်းမြို့နယ်ကတငါရီကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးပခုတ်ကူမြို့နယ်ဒီပိန်မြို့နယ်ဒဇယ်မြို့နယ်စလင်းကြီးမြို့နယ်စကိုင်းမြို့နယ်မုံရွာမြို့နယ်မြိုင်မြို့နယ်ဝက်လက်မြို့နယ်အရာတော်မြို့ဘူးတလင်မြို့နယ်တွေကတန်ဆောင်တပိတ်ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒါမြင့်မှုမြို့နယ်တဝဲမြို့နယ်ပေါ့မြို့နယ်မြင်းချံမြို့နယ်တောင်တာမြို့နယ်နထိုးကြီးမြို့နယ်ကဏီမြို့နယ်ရေဦးမြို့နယ်နဲ့တရချောင်းမြို့နယ်မန္တ တလေးမြို့ကတန်ဃာတော်တွေကပတ္တနိဂုဇနာကန်ဆောင်တပိတ်မှာပူပေါင်းပါဝင်လာကြတာလည်းဖြစ်ပါတယ်။ဂျပန်စစ်ကောင်စီကိုပတ္တနိဂုဇနာကန်ဆောင်တပိတ်ပြုတ်လို့ရမှာစစ်ကောင်စီကိုတန်ဃာတို့ကအဆက်ဆက်မပြုတ်လို့ဖို့အတွက်တနည်းတစ်မျိုးတည်းဆုံးဖြတ်ချက်ချခြင်းဖြစ်ပြီးဇွန်လ16ရက်နေ့ကနိုင်ငံတော်တန်ဃာမဟာနာယကအဖွဲ့ဝင်ဝင်းနေမိတိုင်အောင်ဆရာတော်ကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်လိုက်ပြီးတဲ့နောက်မှာတန်ဃာတော်တွေကစစ်ကောင်စီကိုပတ္တနိဂုဇနာကန်ဆောင်တပိတ်ပေါက်လာကြတာလည်းဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။